ဆိုသူနဲ့ဆွေမြတ်နန္ဒာကတော့ပြေပမှာအဆင်မပြေလို့ question တော့မယ်ဆိုပြီးတော့တရင်တွေကတော့ထပ်ပေါ်လာနေပါ ರಿ ဆိုသူနဲ့ဆွေမြတ်နန္ဒာဟာပထမတော့ကအင်ထောင်ကိုစီရှိခဲ့ကြပြီးတော့နောက်ပိုင်းမှာတော့သူတို့ရဲ့အချစ်တွေကိုပြန်လဲထုတ်ဖို့ကသူတို့ငယ်စဉ်ကချစ်ခဲ့ကြခွေတဲ့အတိုင်းပဲပြန်လဲပေါင်းစည်းခဲ့ကြပြီဖြစ်ပါ ರಿ ဆိုသူမှလည်းရင်မိတ်မနဲ့ရခဲ့တဲ့ကလေးလေးရှိသလိုတမီလေးရှိသလိုပေါ့ကွာဆိုမြတ်နန္ဒာမှာလည်းအစရောဖြိုးကြီးနဲ့ယာရီအသားလေးမြတ်တော်မောင်ရှိပါ ರಿ ဒီကြားထဲမှာ ဇိုးသူရဲ့အရင်မိမဟောင်းကလေဇိုးသူဟာဇိုးမြနန္ဒာနဲ့နော်ပါလာရဲသားလေးဖြစ်တဲ့နော်မြတ်သောမောင်ဝချတော်သူသားအရင်လိုကြောင်းနေထားပြီးတယ်ဟလားအစင်းမြကြောင်းနေမှာထားပြီးတယ်ပြုစုဆောင်လျှောက်ပြီးသူ့ရဲ့တမီးအရင်ကိုကြတော့ကြောင်းဘိုးတပြားတစ်ချက်တောင်းအထောက်ပံ့ပေးဘူးဆိုပြီးတော့အွန်လိုင်းပေါ်မှာတည့်ဖြစ်လိုက်တာဖြစ်တဲ့အတွက်ဝဲရီကတော့အတော်လေးကိုစူသွားခဲ့တာလေးဖြစ်ပါတယ်အခုတော့ဇိုးသူနဲ့ဇိုးမြနန္ဒာတို့ဟာ ရောက်မှဆိုရင်ဗျာဆိုမြတ်သူစာတို့နဲ့အတူတူနေကြတယ်ဆိုသူဟာဆိုမြတ်သူစာနဲ့လည်းအရင်ကချစ်သူရေးစာဖြစ်ခဲ့ဘူးတာဖြစ်တဲ့အတွက်လူမြိုက်အမြင်မှာတော့သူကဆိုသူဟာမောင်နှမနှစ်ယောက်စလုံးကိုကျန်နေတာဆိုပြီးတော့ဝေဖန်တိုက်ခတ်ခံနေရတာဖြစ်တဲ့အတွက်ဆိုသူဟာပြပမှာပဲတသက်လုံးနေဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတော့ဆိုသူရောဆိုမြတ်နန္ဒာပါအမေရိကန်နိုင်ငံကိုထွက်သွားခဲ့တာလေးဖြစ်ပါတယ်ခုချိန်မှာတော့ဆိုသူနဲ့ဆိုမြတ်နန္ဒာဟာအဆင်မပြေဖြစ်နေပြီးတော့ရပါနိုင်ငံကိုဆွေမြနန္ဒာပြန်လာတော့မှဖြစ်ကြောင်းသတင်းတွေကတော့ထွက်ပေါ်လာနေပါရဲ့ဗျာ ဆိုသူဟာလေသူ့ရဲ့အရင်မိမနဲ့ရခဲ့တဲ့တမီးလေးကိုစောင်းလျှောက်ချင်တယ်ဆိုပြီးတော့ပါဇက်ကနေတတတို့စင်ဂျီရီပီးနေကြောင်းလေးသိရပါရဲ့ဗျာဆိုမြတ်နန္ဒရဲ့အရင်ယောက်ျားဖြစ်တဲ့အစရောဖြိုးကြီးကတော့ဟိုနေ့ကပဲလက်ထပ်သွားခဲ့ပြီလေ